တောသားရှင်များရှင်မင်္ဂလာပါ FEPC တင်းတီအတော်တမချန်းအစီအစဉ်များကိုတနင်္လာနေ့မှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတန်လွင့်ပို့ချနေပါတယ်ရှင်နှုတ်ကပတ်တော်လိလာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်တောရရှင်များခင်ဗျာအခွင့်အရေးဆိုတာရာတုံးညခိုက်အချင်းခါမှာအဲ့ဒီအခွင့်အရေးကိုမလွတ်တမ်းစုပ်ကွင်ရယူနိုင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခွင့်အရေးဆိုတာဒီချိန်တခါပဲရောက်လာတတ်တယ်လို့အချိန်ချင်းအခါကမရနိုင်တာကြောင့်ရတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားရတယ်ဆိုရင်တသက်လုံးယူကျုံမရတသသာနဲ့ဖြစ်နေရပါလိမ့်မယ်။ဒုတိယဒီချိန်လာမှမဟုတ်တော့တဲ့အခွင့်အရေးကိုစိတ်နှလုံးယူကျုံမရနဲ့စောင့်စားနေရင်တော့အချီးနှီးဖြစ်ရမယ်ကြောင်းဒီကနေ့တင်ပြရတော့တမချန်းစီစဉ်မှာလေ့လာမှာဖြစ်တဲ့တောလျာကျမ်းခန်းကြီး14အခန်းငယ်17ကနေတောလျာကျမ်းခန်းကြီး15အခန်းငယ်8ထိမှတွေ့ရမှာဖြစ်ပါတယ်။ ကြောက်ရွံ့စိတ်တန်တရားစိတ်တွေကြောင့်ရရှိခဲ့တဲ့အခွင့်အရေးကိုမယူရဲခဲ့ကြတဲ့အစ္စရေးတွေဟာဘုရားရှင်ကတိပေးတော်မူတဲ့ခါနန်ပြည်ကိုမဝင်ချရတဲ့အပြင်အခြားလူမျိုးတွေရဲ့တက်ခိုက်မှုကြောင့်အသက်လူပြီးပြေးခဲ့ရတဲ့အကြောင်းဒေါ်လျာချန်ခန်းကြီး14အခန်းငယ်7ကနေဒေါ်လျာချန်ခန်းကြီး15အခန်းငယ်8အထိကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုရှင်းလင်းဖော်ပြထားပါဗျာ။ဘုရားသခင်ကိုအရှင်ကြောခိုင်းပြီးတော့ ကြောက်စိတ်နဲ့ထင်ရည်ဆိုင်ခဲ့တဲ့ဣသရေလလူမျိုးတော်ရဲ့အကြောင်းကိုထပ်ပြီးတော့လေ့လာကြရပါလိမ့်မယ်။ဖျားသခင်ရဲ့အမိန့်အတိုင်းဒီခါနန်သားတွေဘာကြောက်เสียရှိသလဲဝင်တိုက်မယ်လို့ပြောတဲ့ယောရှုရဲ့ကာလက်ရေကိုတောင်မှဂဲနဲ့ဝိုင်းထူတော်မတဲ့ဟန်ပြင်းတဲ့အချိန်မောရှိနဲ့အာယုံကိုလည်းဝိုင်းပြီးတော့ခမည်းကြီးတို့လှုပ်လို့ကျုပ်တို့တော့ပြေတော့မယ်ကျုပ်တို့သားမယားတွေတော့ကျုံဖြစ်ကုန်တော့မယ်ဆိုပြီးတော့စူကြပူကြဆဲကြဆူကြတဲ့အချိန် မောရှေတို့အာယုန်တို့ကာလက်တို့ယောရှုတို့မျက်လုံးလေးကလေးကလေးဖြစ်နေရတဲ့အချိန်မှာဖျားမခင်ရဲ့ဘုန်းတော်ဟာ သူတို့စီဝေးရအလဲမှာပေါ်လာခဲ့ပြီဆိုတာကိုကျွန်တော်တို့ကြားခဲ့ရပြီးပါပြီအခုဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုနားဆင်ကြည့်ကြပါစို့တောလေယာကျမ်းအခန်းကြီး14အငယ်17နဲ့17ထာဝရဘုရားကလည်းဤလူမျိုးသည်အဘယ်မျှကာလပတ်လုံးငါ့ကိုမယိုမသိပြုကြလိမ့်မည်နီး သူတို့၌ငါပြခဲ့ပြီးသောနမိတ်လက္ခဏာတို့ကိုမြင်ရတော်လေအဘယ်မျှကာလပလုံငါကိုမယုံပဲနေကြလိမ့်မည်နီသူတို့ကိုကာလနာဘေးဖြင့်ငါသည်ဒဏ်ခတ်၍သားဤအရာကိုနှုတ်မည်သူတို့တဲ့သင်ကိုသား၍စီပင်သောအမျိုးသား၍တကိုးကြီးသောအမျိုးဖြစ်စေမည်ဟုမောရှိအာမိန်တော်မူ၏ဟိုအရင်တခါနွားနတ်ယုတ်ပုံလေးလှုပ်ပြီးကိုယ်ွယ်တုန်းကလေဖျားပခင်အခုလိုအမျက်ထွက်ခဲ့ရပြီတမျိုးလုံးကိုအကုန်အပြတ်ရှင်းမည် မောရှိကနေနောက်ထပ်လူမျိုးတော်ကိုဖော်ထုတ်ဖို့အထိဖျားသခင်တွေးခေါ်ကြံစီခဲ့တယ်ဆိုတာကိုကျွန်တော်ကြားခဲ့ရပြီအခုတခါသမိုင်းတကြော့ပြန်လာခဲ့ပြန်ပြီဘလောက်ကြောက်ဖို့ကောင်းတယ်လေအနန္တတကုရှင်ရဲ့အရှိန်ဩဇာဟာဘလောက်ကြီးမားအားကောင်းတယ်လေပြင်းထန်တယ်လေဆိုတာကိုကျွန်တော်သတိပြုကြဖို့အချိန်ရောက်ပြီလို့ဒီအပိုင်းတွေကိုကျွန်တော်ကကြံကိုပြုပြီးဆိုချင်ပါတယ်အခုဖျားသခင်ဒေါသအမြင့်ထောင်းယောင်းထွက်ပြီးတော့ပြောပြီး ဒင်းတို့လူမိုက်မျိုးကိုငါရှင်းပြပြီးတော့မင်းကနေတကိုးကြီးတဲ့အမျိုးကြီးကိုငါမွေးထုတ်မယ်လေသေးသေးကွေကွေကောင်းကြီးမင်္ဂလာမဟုတ်ပါဘူးသမိုင်းမှာအာဗြဟံကိုသာဘုရားသခင်ပြောခဲ့ဘူးတဲ့ပြည်ညင်စကားဒီအချိန်မှာဟာဟုတ်လားဟန်ကြတာပဲဆိုပြီးတော့မောရှိဖြစ်ခဲ့သလားဆိုတာကိုအခုအဖြေတွေ့ရတော့မယ်ဒါအပြင်မောရှိဆိုတဲ့ခေါင်းဆောင်တယောက်ရဲ့အစ္စတ်ထအတွင်းဒရန်ဟာဘလို့မုံမြန့်မှန်ကန်တယ်လဲဆိုတာကိုလည်း တွေ့ရပါတော့မယ်ဒီအပိုင်းကိုတော့မောရှိရဲ့ဆူတောင်းဆိုပြီးတော့ကောင်းစဉ်ပြီးနားဆွင့်ကြပါစို့အငယ်73မှ79မောရှိကလည်းကိုတော်သည်ဤလူမျိုးကိုတကိုးတော်အဖြစ်အေဂုတ်ထုလူတို့လက်ထဲကနှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍နောက်တပံဤသတင်းကိုအေဂုတ်ထုလူတို့သည်ကြားပြန်လျင်ဤပြည်၌နေသောသူတို့အားသတင်းပြောကြလိမ့်မည်ထာဝရဖျားကိုတော်သည်ချင်ရှားတော်မူကြောင်းကို၎င်း မိုးတိမ်တော်သည်သူတို့ကိုလွှမ်းမိုးချောင်းကို၎င်းကိုတော်သည်နေ့အချိန်၌မိုးတိမ်တိုင်းညအချိန်၌မီးတိုင်းဖြင့်သူတို့ရှိကကြွတော်မူချောင်းကို၎င်းကြားရကြပြီယခုမှဤလူမျိုးကိုလူတယောက်ကဲ့သို့မှတ်၍ပုတ်သင်ပယ်ရှင်းတော်မူခြင်းသတင်းတော်ကိုကြားပူသောလူအမျိုးမျိုးတို့ကထာဝရဘုရားသည်ဤလူတို့အားဤမည်သောပြည်ကိုငါပေးမည်ဟုကြေဆိုတော်လေထိုပြည်တို့သူတို့အားဆောင်သွင်းခြင်းကမတတ်နိုင်သောကြောင့် တော၌သုတ်သင်ပယ်ရှင်းပြီဟုပြောဆိုကြပါလိမ့်မည်ကိုတော်ကထာဝရဘုရားသည်သီးခံသောသဘောသနာသောသဘောနှင့်ပြည့်စုံတော်မူထသောအရမကျင့်ခြင်းတရားတော်ကိုလွန်ကျူးခြင်းအပြစ်တို့ကိုဖြေလွတ်တော်လေအချင်းဤသက်သက်ဖြေလွတ်တော်မမူထသော လူအစဉ်အဆက်တတရားဆက်သရုတ်ထဆက်တိုင်အောင် အဖတို့၏အပြစ်ကိုသားတို့၌ဆက်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ်သည်ဟု မိန့်တော်မူသည့်အတိုင်းကျွန်ုပ်တို့၏ဘုရားရှင်တကူတော်သည် ကြီးပါစေသော အေဂုတ်တုပြည်ကထက်သွန်နေမှစ၍ယခုတန်ရန်ဤလူမျိုး၏အပြစ်ကိုလွတ်တော်မူသည်နိဒုဂိယုနာတော်များပြားသည်နှင့်အညီယခုလည်းလွတ်တော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟုထာဝရဘုရားအားလျှောက်ဆိုလျင်အရင်တစ်ခါတုန်းကလူပဲမောရှိဟာသူ့ကိုကြိုးတဲ့လူမျိုးတော်ရဲ့အကျိုးကိုပဲကြည့်ပြီးတော့ဘုရားသခင်ကိုတောင်းလျှောက်ပြန်လေအရင်တစ်ခါဆုတောင်းတုန်းကဂန္ဓဝေမြောက်တဲ့ဆုတောင်းလို့ကျွန်တော်တင်စားခဲ့ပြီးပြီ အခုလဲဒီအတိုင်းပဲကျွန်တော်ခံယူတယ်မောရှင်ရဲ့ယုံကြည်ခြင်း အနစ်နာခံခြင်းနဲ့အလိုတော်ကို လိုက်လျှောက်ခဲ့ခြင်းဒီဟာဒီစုမျိုးကိုတောင်းရနိုင်တဲ့တတ္တိကို အားဖြည့်ပေးခဲ့တယ်အမှန်တော့အမျက်တော်ထက်နေတဲ့ဖျားသခင်ကိုအရှင်ကိုအသက်ကိုဖက်နဲ့ထုတ်ပြီးတောင်းရတယ်ဆူဒါပေမဲ့သူ့နှလုံးသားဟာတန့်ရှင်းနေရိုးသားတဲ့တစ္ဆာရှိတယ်အဲ့ဒီတော့ငါ့ကိုပြန်ဆရာလုပ်တဲ့ကောင်ဆိုပြီးတော့ဖျားသခင်မောရှိကိုမိနဲ့တိုက်ပြစ်သလား နူသွားစေသလားတခုမှအဲ့ဒီလိုမလုပ်ခဲ့ပါဘူးဆက်လက်ဖတ်ရှုကြည့်ကြပါအငယ်20နဲ့20ပြည့်ထာဝရဘုရားကလည်းသင်တောင်းပန်ပြီးအတိုင်းငါလွတ်၏ငါအသက်ရှင်သည်ဖြစ်၍ထာဝရဘုရား၏ဘုန်းတော်သည်မြေတပြင်လှုပ်၌နှံ့ပြားလိမ့်မည်ဟုတ်ပါတယ်ခါနန်ကိုဒီလူမျိုးတော်ကိုပေးကိုပေးခဲ့ပါတယ်ဒါပေမဲ့မောရှေဆူတောင်းတဲ့အထက်မှာပါတယ်နော်အပြစ်တော်ကိုလွတ်ပေးမယ်အချင်းကြီးတော့မလွတ်တတ်ဘူး အပြစ်တော်ပေးကိုပေးလိုက်အောင်မယ်ပြီးတော့မှခါနန်ပြည်ကိုပေးလိုက်မယ်ပြီးတော့အခုကြားရတဲ့အတိုင်းငါအသက်ရှင်သည်ဖြစ်၍ဘုန်းတော်သည် မြေတစ်ပြင်လုံး၌နှံ့ပြားလိမ့်မည်ဆိုတဲ့အချက်ဒါဟာအလွန်အရေးကြီးတယ်အဲ့ဒီအချက်အတိုင်းအဲ့ဒီဓမ္မသမိုင်းဟာယာစုနှင့်မြားတို့အလွန်မှကယ်တင်ရှင်တရားဆိုတဲ့ခရစ်တော်ကိုယုံကြည်ခြင်းတရားနဲ့တကဘာလုံးကိုနှံ့ကိုနှံ့ပြားသွားရပါလိမ့်မယ် ဘာအပြည့်စီရင်ချက်ချခဲ့တယ်လဲဆိုတဲ့အပိုင်းအတွေ့အငယ်22မှ24အထိဆက်လက်ဖတ်ရှုကြပါစို့ငါဘုံတော်ကို၎င်းအဲဂုတ်ထုပြည်မှစ၍ဤတော၌ထူးဆန်းသောတကိုးတော်ကို၎င်းမြင်ရသောလူအပေါင်းတို့သည်ငါစကားကို နားမထောင်ဆယ်ချင်းတိုင်အောင်ငါကိုစုံစမ်းသောကြောင့်သူတို့ဤဘိုးဘီတို့အားငါကျိန်ဆိုသောပြည်ကိုအကယ်စင်စစ်သူတို့သည်မမြင်ရကြငါကိုမယုံမသိပြုသောသူတစုံတစ်ယောက်မျှမမြင်ရ ငါကြုံကာလက်မူကထူကြသောသဘောရှိပြီငါနောက်သို့လုံလုံလိုက်သောကြောင့်သူသွားခဲ့ပြီးသောဤသို့သူကိုငါဆောင်းသွင်းသည်ဖြင့်သူဤသားမည်တို့သည်အမွေခံရကြလိမ့်မည်စောစောကကြောက်တယ်ကြောက်တယ်နဲ့ညီးတယ်ညူတယ်နှံကောင်လိုယုံကြည်ခြင်းဖောက်ပြန်တဲ့ဣတရီလာတွေတယောက်မှအဲ့ဒီခါနန်ကိုမဝင်စေရဘူးလေကာလက်ယောရှုတို့ကိုတော့ဝင်ခွင့်ပေးမယ်ပြီးတော့စစ်တိုက်ဖို့စည်ရင်မမှီသေးတဲ့လူငယ်တွေဝင်ကိုဝင်ရမယ်ပေါ့ကိုင်း ဘယ်နဲ့ရှိစာငါတို့သားမယားတွေအတွက်ငါတို့စိတ်ပူတယ်ဆိုတဲ့ဣတရေလလူပြင်းလူညံ့တွေသူတို့စိတ်ပူရမှာကသူတို့ရဲ့သားသမီးမိသားစုအတွက်မဟုတ်တော့ဘူးသူတို့ရဲ့အတွက်သာသူတို့စိတ်ပူရမယ်ဆိုတာရှင်းနေပြီမဟုတ်ဘူးလားဖျားသခင်ကိုတွားပြီးတော့ကန္တကောစဆန္ဒပြမိတဲ့လူအုပ်အခုဒုက္ခတွေရောက်ပြီသူတို့ရဲ့ရှေ့မှာတင်ရှိနေတဲ့ခါနန်သူတို့ဝင်ခွင့်မရတော့ဘူးတဲ့ဆက်ပြီးတော့ဖတ်ရှုကြည့်ကြပါဦးစို့တောလေယာကျမ်းအခန်းကြီး၁၄ အငယ်29မှ32သင်တို့ကိုရေတက်၍စည်ရင်ယူသည်အတိုင်းအဖက်20လွန်တော်သူငါကိုအပြစ်တင်၍မြည်တမ်းတော်သူ အပေါင်းတို့သည်ပေ၍ဤတော်၌အသေးကောင်းဖြစ်လျက်နေရကြလိမ့်မည်ငါသည်ဤမြည်သောပြည်၌သင်တို့ကို နေရာချမည်ဟုငါကြိမ်ဆို၏ထိုပြည်သို့ရေဖုန်နာသာကလည်းနှုံဤသားယောရှုမှတပါအဘယ်သူမှမရောက်ရရန်သူလူယူရာ ဖြစ်လိမ့်မည်ဟုသင်တို့ဆိုသောသူငယ်တို့ကိုငါဆောင်သွင်း၍ ်သင်တို့ပယ်သောပြည်ကိုသူတို့သည်ပြည်ရကြလိမ့်မည်သင်တို့မူကားဤတော၌သေ၍အသေးအောင်ဖြစ်လျက်နေရရကြလိမ့်မည်ပြောခဲ့တဲ့အတိုင်းပဲနော်စစ်တိုက်ရမယ်အရွယ်ကြီးတွေကသာကွက်ပြီးတော့အပြစ်ပေးတာဖျားသခင်ကိုထောင်ထားခြားနာတဲ့အခုခေတ်စကားနဲ့ဆိုရင်တော့ပြန်တန်းဝင်အရာရှိကြီးတွေပေါ့အဲ့ဓာကြီးတွေကသာတာဝန်ရှိတော့အဲ့ဒီပုပ်ကိုကြီးတွေကသာရွေးပြီးတော့စီရင်တာသူတို့သားသမီးတွေကိုအပြစ်မပေးဘူးဂရိတော်တီယာအရက်ကို ဝင်ကိုဝင်ရောက်ရလိမ့်မယ်ဒီနေရာမှာအပြည့်ရဲ့အဖို့အခဆိုတာဟာလက်ဆိုင်သူတွေအတွက် ပြေးမလွတ်နိုင်တယ်လို့ကိုဖြစ်ရင်ကိုခံဆိုတဲ့သဘောတရားကိုရှင်းရှင်းကြီးတွေ့ရမှာဖြစ်ပါတယ်အငယ်33မှ35ဤတော၌သင်တို့အသေးကောင်းများပျောက်ပြက်သည့်တိုင်အောင်ကိုသားသမီးတို့သည်မိဘမှားယွင်းခြင်းအပြစ်များကိုဆောင်၍ဤတော၌အနှစ်40ပတ်လုံးလှည့်လေရကြလိမ့်မည် ဤပြည်ကိုစူးစမ်းရနေ့ရက်ပေါင်းအရက်40နှင့်အညီတရက်ကိုတစ်နှစ်ထား၍အနှစ်40ပတ်လုံးကိုအပြစ်ကိုဆောင်ရက်ငါစွန့်ပစ်ခြင်းကိုသိရကြလိမ့်မည်အကယ်စင်စစ်ငါတစ်ဖက်၌စီဝေသောဤပရိသတ်အပေါင်းတို့ကိုထိုသောငါပြု၍သူတို့သည်ဤတော၌ပေကြည်ပြောက်ပြက်ကြလိမ့်မည်ဟုထာဝရဖခင်မိန့်တော်မူ၏အပြစ်ပေးတဲ့နေရာမှာတောင်းမှစနစ်ကြတယ်နောက်ပိုင်းမှာလည်းအဲ့ဒီလိုအချိုးအကျစနစ်နဲ့အပြစ်ပေးခြင်းမျိုးတွေကို တွေ့လာကြရပါလိမ့်ဦးမယ်။မင်းတို့ခါနန်တဲ့ဝင်ပြီးတော့အကြောက်တရားနဲ့ရက်40စနေနာပြီးမှငါ့ကိုအာခံပြီးတော့ဘူးကြတဲ့ကောင်ကြီးအဲ့ဒီခါနန်အတွင်းကိုတွားပြီးတော့တရှိုလုတ်တဲ့ရက်တရက်ကိုတနှစ်နှုံးနဲ့နှစ်40လုံလုံတော်ထဲမှာဆက်နေကြပြီးတော့ပြီးတော့အဲ့ဒီနှစ်40အပြင်မှာအဲ့ဒီလူကြောက်ကြီးအကုန်လုံးသေစေတဲ့အမိန်ချလိုက်ပါတယ်မိစေများခင်ဗျာသူတို့ဟာ ဖျားသခင်ကပေးကိုပေးမယ်ဆိုတဲ့အရက်ဒေသတဲ့ကိုသူတို့ရက်၄၀သွားပြီးတော့ဝင်တဲ့အချိန်တုန်းကဖျားသခင်ခွင့်ပြုခဲ့ပါတယ်ဖျားသခင်ကြိုက်တော့မကြိုက်ဘူးဒါပေမဲ့သူတို့ကစိတ်ပူတယ်ဆိုတော့ဒါလည်းကောင်းတာပဲလေဆိုတဲ့သဘောမျိုးနဲ့ဖျားသခင်ခွင့်ပြုခဲ့တာပေါ့အဲ့ဒီရက်၄၀ဟာယုံကြည်ခြင်းတိုးပွားဖို့မဟုတ်ဘဲနဲ့သူတို့ကပွားကြည့်ပြီးကြောက်ပြီးပြန်လာတယ်ဖျားသခင်ရဲ့ဂရုတော်ကိုပြည့်ရပြုကြတယ်အဲဂုတ်ထုကိုပြန်သွွားဖို့အထိဖောက်ပြန်လာကြတယ်ဒါကြောင့်မို့ ဒီလူတွေအပြစ်ရှိနေပြီမဟုတ်ဘူးလားဒီအမိန်ကိုဘုရားသခင်ချလိုက်ပြီအငယ်36နဲ့38မောရှေဆေလွတ်သော အခွင့်နှင့်ခါနန်ပြည်ကိုစူးစမ်း၍ပြန်လာသောအခါထိုပြည်ကိုကဲ့ရဲ့သဖြင့်ပရိသတ်အပေါင်းမြည်တမ်းစေခြင်းကတိုက်တွန်းတော်သူခါနန်ပြည်ကိုမကောင်းတဲ့ရင်ကြားပြောတော်သူအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ကာလနာဘေးနှင့်သေကြလေ၏ယောရှုနှင့်ကာလက်ကလွဲလို့ကြံတဲ့လူ၁၀ယောက် အဲ့ဒီမှာကာလနာတိုက်ပြီးတော့ပြေသွားကြပြီလေလက်တကန်းနဲ့ခြေတလန်းကိုယောက်ခါမှဂရိတော်ကိုမယုံတဲ့လူတွေမချီမဲ့မင်းပြုတ်တဲ့လူတွေကြောင့်ကြံတဲ့ပရိသတ်ပါဝီလီလီဖြစ်သွားရတယ်မဟုတ်ဘူးလားဒီတော့ဒီလူဆယ်ယောက်မှအဓိကတာဝန်ဣသရေလ12မျိုးတည်းကယောရှုနဲ့ကာလက်ကလွဲပြီးတော့ကြံဆယ်ယောက်အကုန်အဲ့ဒီမှာဖေးတယ်ပွားလီရောနောက်ထပ်နှစ်40ဆိုတဲ့အဖြစ်ဟာရင်းနှင်းစရာမကောင်းဘူးလားအဲ့ဒီလိုနှစ်40အပြစ်ဒဏ်တည်ဖို့အတွက် အဖြစ်ဆိုးအမျိုးမျိုးကိုဆက်လက်ကြုံကြရတော့မယ်။အဲ့ဒီအထဲမှာတစ်ခုကတော့အရှုံးများနှင့်ရင်ဆိုင်ရခြင်းဆိုတဲ့အချက်ပဲ။ဒါကိုအခုတောလဲရချမ်းအခန်းကြီး14အငယ်36မှာ စတင်ကြည့်ရှုကြပါစို့။မောရှေသည်ဣသရေလအမျိုးသားအပေါင်းတို့အားစကားတော်များကိုဆင့်ဆိုသောအခါလူများတို့သည်အလွန်ကြီးတွားလျက်နေကြ၏။ခါနန်မြေကိုကြောက်ခဲ့တဲ့လူတွေအခုတောလေယာဘဝမှာ နောက်ထပ အနှစ်40နေစေဆိုတဲ့အချိန်မှာတော့အဖဲကွဲကြပြီပေါ့ယင်ထုမနာဖြစ်ရပြီပေါ့တဖြစ်တောက်တောက်ဖြစ်ရပြီလို့ဒီနေရာမှာကျွန်တော်တို့အလင်းအနဲ့သဘောပေါက်နိုင်ပါလေအငယ်40မှ42နန်းနဲ့စောစောထ၍တောင်ထိပ်ပေါ်သို့တက်ပြီးလင်ငါတို့ဒီပြင်မာပြီသို့တော်လည်းယခုအသင့်ရှိပါ၏ထာဝရဘုရားဂရိထားတော်မူသောပြည်သို့တွားပါမည်ဟုဆိုကြသောမောရှိကထာဝရဘုရား၏အမိန့်တော်ကိုအဘဲကြောင့်လွန်ကျူးကြသည်နီ သင်တို့အကြံမထမမြောက်ရမသွားကြနဲ့ခါဝေယဘုရားသည်သင်တို့ဘယ်၌ရှိတော်မမူပွားရင်ရန်သူရှိမှရှုံးရကြလိမ့်မည်နောင်တဆိုတာဟာနှောက်မှရတော့လဲဘာမှမထူတော့ဘူးဘုရားသခင်မပါဝင်တော့တဲ့ဘဝမှာဘာမှသွားမလုပ်နဲ့ဘယ်လို့မှမအောင်မြင်နိုင်တော့ဘူးမရနိုင်တော့ဘူးအခုမှခါနန်ကိုငါတို့တိုက်မယ်ဆိုပြီးတော့ဖြစ်ကုန်ကြီးမောချီကဝင်ပြီးတော့တားရတယ်မလုပ်ကြနဲ့တဲ့မင်းတို့ခံကြရလိမ့်မယ်တဲ့ ဖျားသခင်ကအမိန်ချခဲ့ပြီးပြီတဲ့တောလျာကျမ်းအခန်းကြီး14အငယ်44နဲ့45သူတို့သည်ခိုင်ခံသောစိတ်နှင့်တောင်ထိတ်သို့အဖန်တက်ကြ၏တို့ရာတွင်ထာဝရဖျားကြီးပရိညင်စစ်တာတော်နှင့်တကွမောရှိသည်တက်ပြင်းသို့မထွက်မသွားဘဲနေလေ၏ထိုအခါတောင်ပေါ်မှရှိနေသောအာမလက်အမျိုးသားနှင့်ခါနန်အမျိုးသားတို့သည်ဆင်းလာ၍ဣသရေလအမျိုးသားတို့ကိုတိုက်၍အောင်သဖြင့်ဟောမာမျိုးတိုင်အောင်လိုက်ကြလေ၏ခါနန်ပြည်ကို နောက်ထပ်နှစ်ပေါင်း40တိုင်တိုင်တကားပိတ်လိုက်ပြီးဆိုမှဘယ်လိုလုပ်ပြီးသူတို့တိုက်လို့ရနိုင်တော့မလဲမိစေအပေါင်းတို့ခမတုံးတိုက်တိုက်ကြားကြိုက်ကြိုက်လူမိုက်လှုပ်ချင်းဟာယုံကြည်ခြင်းနဲ့တခြားစီသာဖြစ်တဲ့အကြောင်းတောလေရာကျန်အခန်းကြီး14ဟာသွန်သင်နေပါတယ်ဒါဟာယုံကြည်ခြင်းမဟုတ်ဘူးဒါကြောင့်မို့လဲမောရှေကသူ့ကိုတားတယ်ခါဝဲရဖျားကြီးအမိန်တော်ကိုအဘယ်ကြောင့်လွန်ကျူးကြသနည်းတဲ့မင်းတို့အကျံမထမမြောက်ရဘူးတဲ့သင်္ကန်းစာအင်မတန်ယူဖို့ကောင်းပါလေ အခုကျွန်တော်တို့တောလေယာကျမ်းအခန်းကြီး15ကိုဆက်လက်လေ့လာပွားဖို့ရှိပါတယ်။ဒီကျမ်းအားဖြင့်ဣသရေလလူမျိုးတော်ရဲ့ချွတ်ချော်မှုဟာနှစ်40နောက်ကျခြင်းကို ဖြစ်စေတာတော့အမှန်။ဒါပေမဲ့ဖျားသခင်ရဲ့ဂရိတော်ကတော့ပြည့်ဝင်းခြင်းအရှင်းမရှိဆိုတာကိုသိစေမဲ့ကျမ်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ခရစ်တော်ကိုယုံကြည်သူတို့ဘဝဟာလေဣသရေလလူပဲသံသယသံသယအခါကလက်ပတ်တပ်ပြီးအယွေးရခက်ခဲမှုတွေရှိတတ်ပါတယ်။ ပါတယ်ပြောပြောအခုလောက်အထိကျေးဇူးတော်တို့နဲ့တိနေရတဲ့ဘဝမှာကျေးဇူးတော်တို့ကိုထာဝရခံစားနေရတဲ့အချိန်ကာလမှာရှင်ရှင်ကြီးသိလာတဲ့သက်သေတွေမိုးမဆုံးမြေမဆုံးအထင်ရှားရှိပါရဲ့နဲ့ယုံကြည်ခြင်းပြည့်ရွံ့တဲ့ဘဝမျိုးအထိတော့ကြဆင်းမသွားသင့်ဘူးလို့ကျွန်တော်အလေးနဲ့တင်ပြလိုက်ပါရစေ။ဖျားသခင်ကိုအမြဲတမ်းယုံကြည်အားကိုးသူတယောက်ဖြစ်ပါလေ။ဒေါသနဲ့မောဟအလျောက်မျက်စိစုံကန်းပြီးတော့တစွတ်ထိုးလုံမိရာကနေ ဖျားသခင်နဲ့ဝေးကွာသွားတဲ့အဖြစ်ဆိုးတွေကိုကျွန်တော်တို့အကျဉ်းရင်ကြားပူပါတယ်ဥပမာပြောရရင်ကျွန်တော်တငယ်ချင်းတယောက်ဟာလူအချင်းချင်းစိတ်နာစရာမခံနိုင်စရာအကြောင်းများကြောင့်အဖိုင်းဝိုင်းကိုစွန့်ပြီးတော့တခြားနိုင်ငံတနိုင်ငံမှာပွားပြီးဇက်မြုပ်တယ်။တိုင်းတစ်ပါးလူတယောက်နဲ့အိမ်အောင်ကြတယ်။အဲ့ဒီတိုင်းတစ်ပါးသူဟာဖျားသခင်ကိုမကိုးကွယ်ဘူး။သူကလည်းကြိုးစားဆွဲဆောင်ပေးမယ်။ပင်ကိုစိတ်နူးညံ့သူသဘောကလည်းလွယ်သူအလိုအလိုက်လည်းလွယ်သူဆိုတော့ အလိုလိုက်ရင်လိုက်ရင်နဲ့သူကိုယ်တိုင်ဟာဖျားသခင်ကိုအပြည့်အပိုင် မေ့လျော့ကြောခိုင်းတဲ့လောက်အထိဖြစ်ကုန်ရင်နဲ့နောက်ဆုံးမှာတော့အလွန်ချစ်ခင်ခဲ့ဘူးတဲ့မိတ်ဆွေတွေနဲ့တောင်မဆက်မပွေတော့ပဲစုံစုံမြုပ်ဆိုတလို့ဖြစ်သွားခဲ့ရပါတယ်။သူသေးဆုံးချိန်မှာဘယ်သင်းချိုင်းမှာတောင်ကြိုရတယ်ဆိုတာကိုအတိအကျမသိရတော့ပဲဇက်မြုပ်သွားတယ်ဆိုတာကိုကျွန်တော်ဝန်းနေစွာနဲ့တင်ပြလိုပါတယ်။ဒါကြောင့်လဲယုံကြည်ခြင်းနဲ့သွတ်ထိုးလှုပ်ခြင်းဆိုတာဟာကန္တာကြီးတစ်ခု ချာနာနေတယ်လို့ကျွန်တော်ဆိုခဲ့ခြင်းပါပဲအခုဣသရေလတို့ရဲ့ဘဝဟာသေသေးချာချာစဉ်းစားရင်ကျေးဇူးတော်နဲ့အလွန်ထိတွေ့ရတဲ့ဘဝအလွန်နီးကပ်ရတဲ့ဘဝသာဖြစ်ပါတယ်ဒီကြားထဲကဘဝကိုပုံအပ်ရမယ်အခြေအနေမျိုးမှမှာဘုရားသခင်ကိုဇုံကမ်းပြီးတော့ထင်ရဆိုင်သွားခဲ့တယ်ဆန့်ကျင်ဘက်သဘောတွေပေါ်ထွက်လာခဲ့တယ်အစားတလုံးကြောက်စိတ်တစ်ချက်နဲ့ယုံကြည်ခြင်းတွေပြတ်သွားခဲ့ရတယ်မှားပြီလို့ခံရပြီးပြီဆိုချိန်မှာတော့ ဒေါသအလျောက်မမှားသင့်ပဲအမှားတွေကိုထပ်ပြီးကျူးလွန်ကြပြန်နေဆိုတာကိုရင်နှင်းပွဲအဖြစ်တွေအဖြစ်ကျွန်တော်ဖော်ပြလိုက်ပါရစေဒီအခါမှာတော့ရှောက်လန်းခြင်းဟာလမ်းပျောက်ခြင်းဖြစ်သွားရပြီပန်းတိုင်ကိုဥတီရကနေငိုကြွေးမိတန်းရတဲ့ဘဝကိုတက်ဆင်းသွားရပြီဘုံတော်ကိုထင်ရှားစေရမယ့်အစားယင်ထုမနာဟစ်တွေးကြရပြီအောင်ပွဲဆင်ရမယ့်အစားဖွဲ့ပြရတယ်ဘုံတော်ဘွဲတွေကိုတီကျူးရကနေသက်ပြင်းတွေမောပန်းစွာချခဲ့ရတယ် တက်ကြွခြင်းကနေတုံလှုပ်စွာခံစားရခြင်းတွေဖြစ်ကုန်ခဲ့ရတယ်ဆိုတာရှင်းရှင်းကြီးမြင်နေရပါတယ်။အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့ခနေ့ယုံကြည်သူခရိယန်တွေမရေမတက်နိုင်အောင်ဟာလေအခုလိုပဲဖြစ်နေကြတယ်လို့ကျွန်တော်တို့ဆိုမယ်ဆိုရင်ဘယ်သူညင်းနိုင်မလဲ။အခုခါနန်ကိုတကားပိတ်လိုက်တဲ့နှစ်40ဟာဘာမှမထင်ရှားတဲ့ပမိုင်းကာလလို့ကျွန်တော်ဒီနေရာမှာတင်စားဖော်ပြခြင်းပါတယ်။ စိတ်ဝင်စားစရာဖြစ်ရသည်ဘာမှမဲမဲရရမရှိလွန်းလာပါဘူးဆုံးရှုံးရသောနှစ်40လို့ကျွန်တော်ပညာပြုကြည့်ပါတယ်မှတ်ချက်ပြုကြည့်ပါတယ်ဒီအချိန်ကာလမှာသူတို့ရဲ့မျက်စိတွေလဲပြီးတော့ရှောက်သွားနေရတဲ့ခရီးစဉ်ကိုအခန်းကြီး33မှာကျွန်တော်တို့တွေ့ရတာဟာလေစိတ်ပြည့်စရာလမ်းကြောင်းကြီးပဲလို့ကျွန်တော်သတ်မှတ်ပါတယ်ကျွန်တော်ပြောခဲ့ပြီးပြီသူတို့ပထမပိုင်းရောက်ခဲ့တဲ့ဒေသဟာဆိုလို့ရှိရင်ခါနန်နဲ့ ထိကန့်နေတဲ့အရာခါနန်ကိုနည်းနည်းလေးဖျားသခင်အမိန့်တော်အတိုင်းရှောက်လန်းဝင်ရောက်ဖျားသခင်ပါဝင်တဲ့စစ်ပွဲဆင်းသွဲပြီးရင်ဒီနယ်မြေကိုသူတို့ယူဖို့ပဲရှိတော်တဲ့အစဉ်အခုတော့တခါတည်းကြည်စမ်းဖျားသခင်ရဲ့တကူဘလောက်ကြီးတယ်လေဒီလိုမြင်နေရတဲ့ဂဲတပြည့်လို့ဆိုနိုင်တဲ့ဒေသအနေမှာတခါဝေးကွာသွားပြီးနှစ်40လုံးလုံးတောလေရဘဝကိုပြန်ရောက်သွားပြီယောရှုမှတ်စာအခန်းကြီး9ကိုရောက်ရင်အဲ့ဒီနှစ်40နဲ့ပတ်သက်ပြီးတော့တွေ့ရတာကတော့ သူတို့ဟာသူတို့သားတွေကိုအရေးတရားလီမင်္ဂလာမပြုခဲ့ကြဘူးဆိုတာကိုတွေ့ရတော့ကျွန်တော်အထူးပဲအံ့ဩမိတယ်။အာမုတ်အနာဂတိကျမ်းအခန်းကြီး9အငယ်25မှာဆိုရင်"အိုဣဗရီလာအမျိုးသင်တို့သည်ယင်းနှင့်ပူဇော်သကားများကိုတော၌အနှစ်40ပတ်လုံးငါအာပူဇော်ကြသလော။အဲ့ဒီမေဂွန်ပါဝင်တဲ့ကျမ်းချက်ကိုတွေ့ရတော့အဲ့ဒီနှစ်40ဟာဖာမန်အမှောင်ကွဲတာတောင်မဟုတ်ဘူး။ ဝိညာဉ်အလင်းတရားတောင်ပျောက်ကွယ်သွားခဲ့ကြပါကလားဆိုပြီးတော့တုံလှုပ်မိစရာကောင်းလွန်းလှပါလေတိရက်ပိုဆိုးတာကတော့အဲ့ဒီအာမုတ်အနာဂတိကျန်အခန်းကြီး9အငယ်26မှာဆက်ပြီးတော့တွေ့ရတယ်သင်တို့ဖျားမောလုတ်ဤတဲနေသင်တို့ဖျားခိအုံဤကျဲရီဟူသောကိုဖို့လှုပ်သောပုံတို့ကိုဆောင်ရွက်ကြပြီတကားဆိုတဲ့ကျမ်းစကားပါပဲအဲ့ဒီလိုတွေ့ရတဲ့အချိန်တမန်တော်ဝတ္ထုအခန်းကြီး9 အငယ်40 43ကိုဖတ်ကြည့်လိုက်ပြန်တော့လေအဲ့ဒီအတိုင်းပါပဲတောလေယာနှစ်40မှာ သူတို့ဟာ အဖဖျားသခင်ကိုကောင်းကောင်းကြီးမေ့လျော့ကြောက်ခိုင်းခဲ့ကြတယ်ဆိုတာကိုထပ်ပြီးတွေ့ရပြန်ပါတယ်အဲ့ဒီတော့ဆုံးရှုံးရသောနှစ်40လို့ဆိုလိုက်တာဟာတော့မပြည့်စုံတော့ဘူးငရဲနှစ်40လို့သတ်မှတ်မှတာလေပို့ပြီးတော့မှန်ကန်လိမ့်မယ်တိကျလိမ့်မယ်အတိတ်ပဲပြေဝလိမ့်မယ်လို့ဆိုရတဲ့အခြေအနေအထိ ဆိုဝါသွားခဲ့ပြီလို့ဆိုရတော့မှာပါမိစေများခမားအဲ့ဒီလောက်ထိငရဲနှစ်ပြီအကြောင်းကိုတောလဲရကျမ်းအဖြစ်ဘုရားသခင်ပေါ်ပြတာဟာအလကားမဟုတ်ဘူးအလွန်လေးနဲ့တဲ့အကြောင်းရှိလာတယ်ဟုတ်ပါတယ်ကျွန်တော်တို့အတွက်လေးနဲ့တဲ့ကျွန်တော်တို့အတွက်ဘုရားသခင်ပေါ်ပြလိုက်ခြင်းလေကျွန်တော်ဟာကိုယ့်ရဲ့ဘဝဘုံကိုဘယ်လိုပဲကိုနီးကိုဟန်နဲ့ကိုဆုံးဖြတ်ပြီးသုံးသပ်တာဘုရားသခင်ရဲ့အမြင်မှာတော့ကျွန်တော်ရဲ့လူလောကဟာ အမှောင်နဲ့မဲမဲဘာမှမသေးကွဲသောဘဝအသက်တာများသာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာအဲ့ဒီအပြည့်နှောင်ဖွဲ့တဲ့ဂန္ဓာရရဲ့လူသားများဖြစ်ကြပါတယ်ဒီဘဝကိုလေဖះသခင်ကရွေးတာမဟုတ်ဘူးလူသားဟာကဘာဥကရေကကိုယ်စိတ်ကြိုက်ကိုယ်ကိုယ့်အနေကိုရွေးချယ်ခဲ့ကြတာပါပဲဖះသခင်ဟာသူ့ရဲ့လူမျိုးတော်ကိုတောလေရာဘဝငရဲနှစ်40အတွင်းမှာဒါလောက်မိုက်တွင်းနဲ့တဲ့ကြားတဲ့က ဂရိတော်တီယာခါနန်ကိုပေးမယ်ဆိုတဲ့အတိုင်းနောက်ဆုံးမှာတော့ပို့ဆောင်တော်မူခဲ့ပါတယ်ဒီတော့ကျွန်တော်တို့တွေဟာလေဒီလူလောကဘုံအမှောင်နဲ့မဲမဲဘာမှမသေးခွဲသောလောကဂန္ဓာယကြီးမှာအသက်ရှင်သန်နေကြရပေမယ့်ဖျားသခင်ဟာဘယ်လိုသစ္စာဂရိရှိခဲ့တလဲဆိုတာကိုစဉ်းစားပါကဲတင်ချင်းလမ်းနဲ့ vartheta အသက်တည်ရှိတဲ့ကောင်းကင်နိုင်ငံတော်ကိုဂရိပေးခဲ့တယ်မဟုတ်ဘူးလားအဲ့ဒီဂရိသစ္စာဟာပြင်းရင် တီကိုတီမယ်ဆိုတာကိုပမာတရားအဖြစ်ဘုရားသခင်သွန်သင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ဖြက်စီးမပြစ်နိုင်ဆိုတဲ့ကောင်းစဉ်နဲ့တောလရာကျမ်းအခန်းကြီး15ကိုစတင်ရမယ်ဆိုရင်အငယ်1နဲ့2ကိုကြည့်ပါ။တပန်မောရှေအားထားဝယ်ရဘုရားကသင်သည်ဣသရေလအမျိုးသားတို့ကိုဆင့်ဆိုရမည်မှာသင်တို့နေရာဖြစ်သောငါပေးသောပြည်သို့ရောက်၍နေကြသောအခါသစ္စာဂရိရှိ၍ပူဇော်တော်၎င်းအလိုလိုပူဇော်တော်၎င်းပွဲသဘင်ခံ၍ပူဇော်တော်၎င်း မိရှို့ရာရစ်အစရှိသောအခြားသော ရစ်ကိုမိဖြင့်ပူဇော်၍သိုးနွားအားဖြင့်ထာဝရဘုရားအဖို့မွေးကြိမ်သော အနံ့ကို ပြုခြင်းကအလိုရှိနှင့်ထာဝရဘုရားအားပူဇော်သက်ကာကို ပြုသောသူသည်အံ့ဩဖို့ဘလောက်ကောင်းသလဲကျေးဇူးတော်ဆိုတာကိုရသတိပြုနိုင်ကြတယ်မဟုတ်ဘူးလားနောက်နှစ်40ခါနန်တို့အဝင်မှာမျိုးဆက်တစ်တို့အဖို့ကြိုပြီးတော့ဘုရားသခင်မှာနေပြီ သစ္စာဖောက်ခဲ့တဲ့ဖခင်နေအပါဝင် မျိုးဆက်ဟောင်းကတော့အဲ့ဒီနှစ်40အတွင်းမှာတော်ထဲမှာကြံရစ်ခဲ့ကြရမယ်ဖေးချေခဲ့ကြရမယ်အသစ်သောတက်လူကလေးတို့အဖို့ကြိုတင်မှားချားနေခြင်းကို တွေ့ရပြီငါကူပူဇော်တကာပြုရမယ်လေဘုရားသခင်ဟာသူဖန်ဆင်းတဲ့လူအဲ့ဒီထဲကမှသူ့ရဲ့ဓမ္မလမ်းကြောင်းအတွေ့ရွေးကောက်တော်မူသော လူမျိုးတော်ဣတရီလကိုအပြစ်ဒဏ်အနှစ်40နဲ့သစ္စာဖောက်မျိုးဆက်တစ်ဆက်ကိုပယ်ဖျက်တဲ့ကြားတဲ့ကပဲ သူ့ကိုပြန်ပြီးတော့သတိရစေဖို့မျိုးဆက်သစ်ကိုအားပေးခဲ့ပြန်ပြီဒီအချက်ကိုကျွန်တော်တို့သဘောပေါက်ကြရမယ်လူသားနဲ့ပတ်သက်လို့ဖန်ဆင်းတော်မူသောအရှင်ဟာအစင်စိတ်ညွန်းနူးလွယ်သောနူးညံ့သိမ်မွေ့သောအနန္တဘုရားသခင်ဆိုတဲ့အချက်ကိုခံယူနိုင်ကြပါစေသစ္စာဂရိအစင်တည်ကြည်သောဘုရားသခင်ဆိုတာကိုမြင်နိုင်ကြပါစေလို့ကျွန်တော်အလေးနဲ့သတိပေးလိုက်ပါရစေတောလေယာကျမ်းအခန်းကြီး15အငယ်9 ထာဝရဘုရားအဖို့မွေးကြိမ်သောအနန့်ရှိစေခြင်းကဘောဇင်ပူဇော်တက်ကဖို့စီလေးလောက ရောသောမုံညက်နှောအမဲကိုပြင်ဆင်၍300ပူဇော်တက်ကဖို့စပြည့်ရီလေးလောကကိုပူဇော်ရမည်စီလေးလောကဆိုတာဟာပန်ရှင်းသောဝိညာဉ်တော်နဲ့ကိုယ်ကိုပြင်ဆင်ရမယ်လို့ဘုရားသခင်ဆိုလိုက်ခြင်းပဲစပြည့်ရီဆိုတဲ့ပူဇော်တက္ကအဖြစ်ဘုရားသခင်အတွက်ဝမ်းမြောက်ပျော်ရွှင်ခြင်းရှိကြရမယ်ဆိုတာကို အမိန့်တော်ချမှတ်ခဲ့ပါတယ် အငယ်ရှိထာဝရဘုရားအားမိရှုရာယစ်သစ္စာဂရိရှိ၍ပူဇော်သောယစ်မိသဟာယယစ်ဖို့နွားကို ပြင်ဆင်နေဘုရားသခင်ရဲ့မှားကြားချက်တွေဟာအဖြေပေးနေပါတယ်အဲ့ဒီအဖြေကတော့မိုက်တွင်းနဲ့တဲ့ဒီလူမျိုးရဲ့ငရဲနှစ်40ကိုကြော်လွန်ပြီးတော့သစ္စာမြေခါနန်ကိုတော့သူဟာပို့ကိုပို့ဆောင်ပေးဦးမယ်ဆိုတာကိုဣသရေလလူငယ်လေးတွေကိုဂရိပေးနေခြင်းဖြစ်ပါတယ် မစော့ခင်ကပင်ညှက်တက်တဲ့ကျေးဇူးတော်လို့တင်စားလိုက်ပြရစီခင်ဗျာမိတ်ဆွေများခင်ဗျာအခုကျွန်တော်တောလဲရကျမ်းကသင်ခန်းစာတွေဟာဖြင့်ဇာတိပဂရိလူသားကျွန်တော်ကျမတို့အတွက်ကောင်းငင်နိုင်ငံတော်တရားကိုသွန်သင်ပွက်ကြားနေခြင်းဖြစ်တယ်ဂရိပြုနေခြင်းဖြစ်တယ်လို့ကျွန်တော်ဒီကနေ့တင်ပြလိုက်ပြရစီနောက်တစ်ချိန်အစီအစဉ်မှာတောလဲရကျမ်းအခန်းကြီး15အခန်းငယ်24ကနေတောလဲရကျမ်းအခန်းကြီး16 အခန်းငယ်၂၂အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ 看感激百万在心。